ပြည်သူ့ကာကွယ်တပ်မတော်ကိုဦးဆောင်မှုအညာ PDF တမူးကောင်းရာချုပ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA အကူအညီနဲ့ငွေထုတ်နိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NGO ကာကွယ်ရေးဝန်ကြီးဌာန MOD ပြည်ထောင်စုဝန်ကြီးဦးမြင့်မောကပြောပါရယ်။ပြီးခဲ့တဲ့မလာရှိရက်က NGO အုပ်ချုပ်ရေးနယ်မြေတနေရာမှာကျင်းပပြုလုပ်ခဲ့တဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တင်မြင့်ဆောင်2024တပ်မှုတင်နန်းစင်ပွဲကိုပေးပို့တဲ့တဝန်လွှာမှာဦးမြင့်မောကအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ ဒီကနေ့ဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တပ်တန်းဟာ၄နှစ်ပြည့်ဖို့လာပိုင်းသာလိုတော့တဲ့ဒီအချိန်မှာ PDF တပ်မတော်ကိုဥဆောင်ပြီးအဆင့်ဆင့်သောတော်လိုင်းရေးတာဝန်ကိုထမ်းဆောင်မဲ့တပ်မှုကောင်းတွေငါတို့တပ်မတော်မှာပေါ်ထွက်ခဲ့ပြီဖြစ်တယ်လို့ယုံကြည်တယ်လို့ဥယျာဉ်မွန်ကဆိုပါတယ်။တပ်မှုကောင်းမှတပ်ကောင်းပဲဆိုတဲ့ဆိုယိုစကားလည်းရှိတာမို့တပ်မတော်တည့်ရဲ့တိစောက်ဖို့အတွက် တမိုးတွေရဲ့အခမ်းကဏ္ဍဘလောက်ကြီးမားသလဲဆိုတာအထူးပြောဖို့လိုမယ်မဟုတ်ဘူးလို့ဝန်ကြီးကဆိုပါတယ်အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့တင်မြင့်ဆောင်2024တမူးတင်နှန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စေယုံကျုံအစီအစဉ်နဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးအညာရီသာစကိုင်းမကွေးနဲ့မန္တလေးတိုင်းက PDF 135ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။ဒီတင်နှန်းကို၃လကြာစာတွေးလက်တွေ့သင်ယူလေ့ကျင့်ခဲ့ရတယ်လို့ဆိုပါတယ်။ PDF ပကပရဲဘော်တွေ COC နှစ်ရက်ကိုတိုက်စွမ်းရေးအားကောင်းတဲ့ရဲဘော်တွေဖြစ်ရေးဟာငါတို့စစ်စစ်မပြတ်ဖော်ဆောင်ရမယ့်လုပ်ငန်းတာဝန်ဖြစ်တဲ့အခုဆိုရင်ရဲဘော်တို့ဟာဒီတာဝန်ကိုထမ်းဆောင်ဖို့အသင့်ဖြစ်နေပြီလို့နားလဲတဲ့တပ်မိုးတွေရဲ့ဦးဆောင်မှုကိုကြိုးစွန့်အနစ်နာခံမှုနဲ့တပ်ကိုကောင်းတဲ့ကောင်းအောင် မာတဲ့မာအောင် တိစောက်ကြရမှာဖြစ်တယ်လို့တင်နန်းစင်းပွဲကိုပေးပို့တဲ့ဥယျာဉ်မွေရဲ့တဝန်လောက်မှာဖော်ပြပါရစေ။ တမူးတင်တဲ့အပတ်စဉ်တက်ဟာပြည်သူ့ကဝေးတမတော်ကိုဥဆောင်ကုတ်ခဲ့မဲ့တမူးတွေကိုဝေးထုတ်တဲ့တင်နန်းဖြစ်တဲ့အတွက်အရေးကြီးတဲ့တင်နန်းတစ်ခုဖြစ်ခဲ့သလိုဒီတင်နန်းဖြစ်မြောက်ရေးအတွက် ကုညီစီစဉ်ပေးခဲ့တဲ့ အမတ်တစ်စစ်တေသားမှုနဲ့တကွမဟာမိတ်ကချင်လူမျိုးရေးတမတော် KIA ကတင်နန်းဆရာအရာရှိများကိုလည်း PDF စေယုံချုပ်အနေနဲ့ကျေးဇူးတင်မှတ်တမ်းတင်ရမှာဖြစ်တယ်လို့ဦးညမွန်ကဆိုပါတယ်။ ။ PDF တပ်မတော်ကြီးအနေနဲ့တော်လိုင်းရေးအစောပိုင်းကာလမှာတပ်ဖက်ကတက်တီဆောင်ရင်တပ်ဖက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးလှုပ်ရှားနိုင်အောင်ပထမအဆင့်ကြိုးပမ်းခဲ့တယ်လို့ဒုတိယအဆင့်အနေနဲ့အင်အားစုစည်းမဟာဗျူဟာထိုးစစ်စင်မျိုးသိန်းစကန်သိန်းတိုက်ပွဲတွေဆင်းနေခဲ့တဲ့အတွေ့အကြုံတွေကိုတော်လန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေအနေနဲ့အရယူနိုင်ခဲ့ပြီလို့ဆိုပါတယ်။ ဒါကြောင့်တတရအဆင့်နေနဲ့ PD ရဲ့ပါကဖနဲ့မဟာမိတ်တော်လိုင်းအဖွဲ့အားလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာအလိုက် ထောင်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်ဒီထိုးစစ်ကြီးကစစ်အနာသိမ့်မှုကိုအဆုံးသတ်ပေးလိမ့်မယ်ဆိုတာနဲ့အဆုံးတစ်နေ့မှာစိုးရုံမှုမှန်သမျှကြဆုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တဲ့ပြည်သူတော်လိုင်းမုတ်ချအောင်ရမယ်လို့ပြည်တော်စုဝင်ကြီးဥယျာဉ်မွန်ကထည့်သွင်းပြောကြားခဲ့ပါတယ် လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုံခုပါပုံခုစီရင်မတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှအုပ်မြေကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါတစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ